တူတူတိတ်တိတ်မင်္ဂလာဆောင်လိုက်ပြီဆိုတဲ့အကြောင်းသတင်းတွေထွက်လာတဲ့မင်းသမီးမုံကဲပရိသတ်ကြီးတို့ရဲ့ MRTP ဖုန်းရဲ့ချစ်စရာမင်းသမီးလေးမုံကတော့အမှုပညာရှင်တယောက်ဖြစ်ပေမဲ့လည်းပြီးခဲ့တဲ့ရက်ပိုင်းတွင်မှတင်မီဒီယာရီကိုတာမကြေညာဘဲတူတူတိတ်တိတ်လက်ထပ်ခဲ့ပြီလို့သိလာရပါတယ် သူမအနေနဲ့ကတော့ MRTV4 မင်းသမီးတလက်ဖြစ်ပေမဲ့လေသူမရဲ့တယူဆောင်ပြပြင်ပြီးစကားပြောချိုတာရင်ကျေးမှုတွေကြောင့်စီနီယာတွေအများကြီးစီကနေအပိချစ်ခင်ချင်းကိုတင်ပိုက်ထားနိုင်ကြတာပဲဖြစ်ပါတယ်။ဒီလိုမျိုးမိင်္ဂလာသတင်းမထွက်လာခင်တုန်းမှာတော့မုံဟာပြိတ္တိတွေလုံးဝမိသွားတဲ့အချိန်တိ TV ဖန်သားပြပေါ်ကနေပျောက်သွားခဲ့ပြီးသူမရဲ့အမှုပညာလှူရှားမှုတွေကလည်းအံ့ဩစရာကောင်းလာအောင်ကိုရှက်တန့်သွားခဲ့ရပဲဖြစ်ပါတယ်။ဒါကြောင့်တော်တော်များများကမုံတယောက်အဆန်းဆအရာရာအဆင်ပြေရလားလို့စိတ်ပူနေုံမှာပဲ သူမကတော့တူတူတိတ်တိတ်မင်္ဂလာဆောင်ခဲ့ပြီဆိုတဲ့သတင်းကိုကြားလိုက်ရပါအောင်တယ်။သူမမင်္ဂလာဆောင်ခဲ့တဲ့သူကတော့အရာရှိတဦးဖြစ်ပြီးနောက်ပိုင်းမှာအမှုပညာအလုပ်တွေကိုလည်းဆက်လက်လုပ်ကိုင်နိုင်မှာမဟုတ်တော့ဘူးလို့ကြားသိရပါသေးတယ်။ဘလိုပဲဖြစ်ဖြစ်တစ်ချိန်ကမင်းသမီးတယောက်ဖြစ်ပေမဲ့လည်းအိမ်အောင်ပြုလိုက်လို့အမှုပညာအလုပ်တွေရက်တန့်သွားရမယ်။သူမအတွက်ကတော့အတော်ကောင်မှဝမ်းနည်းစရာသတင်းတစ်ခုပဲဖြစ်ပါရဲ့ရှင်။ဆိုတော့ပရိသတ်ကြီးတို့လည်းမုံရဲ့မင်္ဂလာသတင်းနဲ့ပတ်သက်ပြီးတိကျတိကျမှုရှိမရှိပြောပြသွားကြပါအောင်နော်။